အားလုံးပဲမင်္ဂလာပါအနော်ဟင်းရဲ့ Facebook နဲ့ YouTube channel တွေကနေအားလုံးကိုပြန်နေကြိုဆိုလိုက်ပါတယ်ဒီကနေ့ည7:00နာရီမှာတော့ကျွန်တော်တို့ရဲ့ချစ်လက်စွာသော Manchester United နဲ့ကျွန်တော်တို့ရဲ့ပြိုင်မမဟုတ်တဲ့ပြိုင်ဘက် Arsenal ရဲ့ Premier League ပွဲစဉ်လေးရှိပါတယ်အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုပွဲကြိုခံမှန်းသုံးသက်ချက်လောက်ရမယ်ဆိုရင် Manchester United ဒီဒီကနေ့ညပွဲစဉ်မှာကျွန်တော်တို့ရဲ့ဂိုသမားဖြစ်တဲ့ Bielsa ပြီးတော့ Doku နောက်မှာရှိနေခဲ့တဲ့ Harry Maguire, Lisandro Martinez အလဲမှာရှိနေခဲ့တဲ့ Ugarte တိုက်စစ်မှာရှိနေခဲ့တဲ့ Amat စတဲ့ကျွန်တော်တို့အသင်းမှာကောင်းမှဘေးဆိုတဲ့ကစားသမားတွေတယောက်ဆိုတယောက်မှပါဝင်နိုင်ခြင်းမရှိပါဘူးเนาะအဲ့တော့အတိလိုမျိုးမရှိသလိုမျိုးပဲ Manchester United အနေနဲ့ဒီကနေ့ညကန်တဲ့ပွဲစဉ်မှာကနိုင်နေကိုအတွက်ဘာမှမထူးသလိုရှုံးနေကိုအတွက်ဘာမှမဖြစ်ဘူးတို့တို့သေးကြလဲဘာမှဖြစ်မသွားတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်အရေးအရင်တစ်ဘက်ကပေါ့เนาะဒီနေ့မရောက်ခင်အနေအထား ငါတို့တင်းနေတဲ့အရန်နေနဲ့ထုတ်ကလေးတွေနဲ့ကံပြီးဒီလိုပွဲမျိုးကွာကိုပြည့်မရှုံးရင်တော်ပြီကွာလို့စိတ်ထဲမှာတွေးထားပေမဲ့လေဒီလိုပွဲနေရောက်လာတော့ရှုံးဆိုတဲ့ရာဝတ္ထုကြီးကိုမလိုချင်ဘူးဗျအဲ့တော့လူမရှိဘူးမှန်တယ်မန်ချက်စတာယူနိုက်တက်နဲ့ဒီကနေ့ညမှာကန်စီယာလူမရှိဘူးဒီလူနဲ့ပဲဖြစ်အောင်ခံရမယ်အဲ့တော့နိုင်ရမလားမတေချာဘူးဆိုပေမဲ့လေနိုင်တော့နိုင်ချင်နေဗျ ။ဘာလို့လဲဆိုတော့တစ်ဖက်ကအတင်ကကျွန်တော်တို့ရင်ကုံသိခါအရာကပြိုင်ပတ်မဟုတ်တဲ့ပြိုင်ပတ်ဖြစ်နေတဲ့အတွက်မနိုင်နိုင်ဘူးလို့စိတ်ကနေသိနေလေနိုင်ခြင်းနဲ့နိုင်နိုင်မယ်လို့စိတ်ကနေသိခြင်းနဲ့နိုင်ခြင်းနဲ့ဘာလို့ဆိုတော့တို့ကကျွန်တော်တို့ပြိုင်ပတ်မဟုတ်တဲ့ပြိုင်ပတ်လေပြောလက်ရှိပေါက်ကြီးနေထားရကလည်းအာဆင်နယ်နေနဲ့မန်ချက်စတာယူနိုက်တက်ကိုတလုံးပြ90အနိုင်ဆိုတဲ့ဂျေးလောက်ပဲ ပေါက်တယ်ပေါ့နော်အမှန်တိုင်းဆိုရင်လက်ရှိ Manchester United ကဗျာခုနကကျွန်တော်ပြောနေခဲ့တဲ့ဟိုးအရင်ကနာထားတဲ့ကောင်းတွေမပြောနဲ့လက်ရှိဒီနောက်ပိုင်းမှာနေ Harry Maguire မပါဘူးပြီးတော့အနီးကပ်ထိထားတဲ့ Doku မပါဘူးအလိမ့်မှာ Ugarte မပါဘူးနော်ကျန်တဲ့အရင်ကစားသမားတွေကတော့အရင်ကနေမပါတာဖြစ်တဲ့ United အနေနဲ့ပြောမယ်ဆိုရင်လက်ရှိ squad ကတော်တော်လေးမှတော်တော်လေးနေပါတယ်တော်တော်လေးမှတော်တော်လေးအားနည်းတယ်ဆိုတဲ့အနေထားမှာအဲ့ဒီလိုအသင်းမျိုးကိုအနိုင်ရဖို့အတွက်လက်ရှိ Premier League ဖလားကိုလိုချင်နေတဲ့ Arsenal ရဲ့အတွက်ကတော့ ဒါတက်ကုန်လို့ရဲဆုံဝင်ပြီးကြွေးယုံမယ်ပေါ့နော်ဒါပေမဲ့တလုံးပြား90နိုင်နိုင်ရင်တောင်ပြား90နိုင်မယ်ဆိုတော့ဂျီအရာကတော့လက်ရှိအာဆင်နယ်ရဲ့ခြီစွမ်းမန်ချက်စတာယူနိုက်တက်ရဲ့ခြီစွမ်းဒီအရာကတော့တော်တော်လေးမှတော်တော်လေးကိုပြောတယ်ဂျီလို့ပြောလို့ရတယ်ပေါ့နော်အရင်ရင်ပွဲတွေမှာကလက်ရှိမန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်နဲ့တွေ့ပြီဆိုရင်ဒီတစ်နှစ်နဲ့အရင်တစ်နှစ်ကတော့တလုံးပြား90ရှုံးတော့ဒီပေါက်ခဲ့တယ်ဒီပွဲကတော့တလုံးပြား90နိုင်လို့ပဲ ပေါက်တယ်ပေါ့နော်ဂိုးပေါင်းကြီးဆိုရင်၃လုံးမှအပြည့်နိုင်လို့၃လုံးပြား90နိုင်၃လုံးပြား80နိုင်လို့ဆိုရဲကြီးတော်တော်လေးမှတော်တော်လေးပြောတဲ့ကြီးလို့ပြောရမှာပေါ့နော်အဲ့တော့ဒီလိုပွဲမျိုးဒီလောက်ကြီးထွက်တာကအမှန်တိုင်းပြောရင်မဟုတ်သေးပါဘူးနော်အဲ့တော့ဘာမှမဆိုဖြစ်သွားနိုင်တဲ့အင်္ဂလန်ပရီးမီးယားလိမှာဘာမှမဖြစ်ဘူးလို့လည်း စင်မရောက်ခင်တည်းဖျားမကုန်ခြင်းလို့เนาะပန်းနိုင်မွေးခင်တည်းတက်ကလည်းမထောင်းခြင်းမဟုတ်အဲ့တော့ဘာပဲဖြစ်ဖြစ်ပါဒီကနေ့ညပွဲစဉ်မှာ Manchester United နေနဲ့ Arsenal နဲ့ကြိုင်ရမယ် United နေနဲ့ဒီပွဲမှာရှုံးသွားလို့လည်းတမ်းမစင်ရဘူးအဲ့လိုမျိုးပဲနိုင်သွားရင်တော့တိတ်ခါရှိတယ်တည်ကြခဲ့ရင်တော့မှပဲအဆင်ပြေလို့ပြောလို့ရတဲ့ပွဲတစ်ပွဲကိုရီနေနဲ့ဘလို့ပဲဖြစ်ဖြစ်ဘာမှပဲအရှုံးမရှိတဲ့ပွဲမှာပေါ့နော်ဒီပွဲမှာ Manchester United တဲ့တခုတည်းတော့အရှုံးကနောက်ထပ်ကစားသမားတယောက်ဒဏ်ရာရခြင်းပဲ အဲ့ဒီနောက်တဲ့ကစားသမားတယောက်တည်းရမရချင်ဘူးဆိုယူနိုက်တက်အနေနဲ့ဒီကနေ့ညပွဲစဉ်မှာဘလို့ရလက်ပဲထွက်ထွက်ဘာမှမရှုံးဘူးဘာလို့လဲဆိုတော့နောက်တော့မှကမ်ဘယ်ရီယယ်ဆိုစီတန်တဲ့ပွဲကိုနိုင်ငံမို့လို့တဲ့အဲ့ရီယယ်ဆိုစီတန်တဲ့ပွဲကိုအနိုင်ခံပြီးရဲ့အနေထားမှာကစားသမားတွေနဲ့ပြန်လာတဲ့ကောင်တွေကပြန်လာဘာညာပြန်လာတဲ့ကောင်တွေကပြောတာပြောနေရတာပါပြန်လာတဲ့ကောင်တွေကဘာညာပြန်လာမယ်ဆိုရင်လည်းနောက်မှရှိနေခဲ့တဲ့ Lion နဲ့ထပ်တွေ့မဲ့ပွဲတွေဟိုဘက်ချမ်းကကျွန်တော်ဘီဘောင်ရူဘောင်နဲ့တွေ့မဲ့ပွဲတွေပါလေးပေါ့နော် United အနေနဲ့ဒါလူစင်းအပြည့်စုံနဲ့ကျွန်တော်တို့ Fire ရဲ့ထိဆက်ပြီးတော့မှန်းသွားလို့ရတယ် ဒါမဲ့ဒီပွဲကတော့ဘာမှမထူးဆန်းဘူးဖြစ်တော့ဘာမှမဆိုဖြစ်သွားနိုင်တဲ့ဘာကလီပရီးမီးယားလိမှာငါတို့ချစ်တဲ့ United နေနဲ့မိနစ်90မပြည့်မချင် United ရှုံးပြီလို့မပြောနဲ့ဆိုတော့စကားပေါင်းအရာပေါ့နော်ဒီကနေ့ညမှာတော့ဘာမှမဖြစ်ပါကျွန်တော်နေနဲ့ဆက်ပြီးတော့စောင့်ကြည့်ကြအောင်ထို့တူပဲ Arsenal အနေနဲ့ကလည်း Arsenal အကြောင်းလေးကလည်းကြိုးတော့ပါဘူးမနေ့ကအခုတရားက comment မှန်လာပြီပေါ့နော်ငါ Arsenal fan မှာအဲ့ဒါငါမေ့ဘလို့မှကြည့်မရဘူးပေါ့နော်ဒါပေမဲ့ အဆင်ပြေပါစေပေါ့နော်ဒါကျွန်တော်မြန်မာနိုင်ငံသားအချင်းချင်းအဆင်ပြေပါစေတဲ့အဲဒါပေမဲ့ main ပါဇက်ကနေအာဆင်နယ်လုံးလုံးပြောလိုက်ရင်လည်းငါတို့မှာတော်တော်ဒေါသတွားရတယ်ဆိုတော့အဲ့တော့မပြောတော့ပါဘူးပေါ့နော်မပြောတော့ပါဘူးဆိုတော့ညာ7နိုင်ကျမှာပဲပွဲကျမှာပဲကြည်လိုက်ကြတာပေါ့နော်ငါကိုတို့နိုင်ရင်လေကျွန်တော်တို့လေယာတိုက်မှာပဲထို့သူကျွန်တော်တို့နိုင်ရင်လေอืมတိရမလားအဲ့တော့အားလုံးပဲစီးပါဒီကနေ့ည7နိုင်ကြရင် Manchester United နဲ့ Arsenal တို့ရဲ့ Premier League ပွဲစဉ်လေးကို စောင့်ကြည့်ကြတာပေါ့နော်ဘသူနိုင်မလဲကတော့မသိသေးဘူးရှုံးနစ်ကောတော့အတွေ့ခံပါပဲနော်ပြီးတော့ဘောလုံးမလေးတွေစောက်ကလာခြင်းနေဆိုရင်အနောက်မှာပေးထားခဲ့တဲ့ MI battery certified ရဲ့ Viber number 39999963 9936863မှာကိုယ်ဖန်ကောက်ဖွင့်ပြီးတော့တွားဆောက်လို့ရပါတယ်နော်အားလုံးပဲစီးပါပြန်လည်ဆုံတွေ့ကြပါမယ်